ျွန်တော်တို့ရဲ့ဘဝမှာရံပန်ရံငါပြောလို့ရှိတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့မှပဲလို့တော့မယ်။ဒါမှမဟုတ်မနှက်ပြန်မှာစားလို့ပဲဆိုတာပါပဲ။ကျွန်တော်တို့ပြောလို့ရှိပါတယ်။အချိန်တွေရှိပါသေးတယ်။အေးစေးပါလို့။ဒါပေမဲ့အဲ့ဒီအကျင့်လေတစ်ခုကကျွန်တော်တို့ရဲ့အိမ်မက်တွေမန်းနိုင်တွေကိုတိုက်စားပြစ်နေတာကိုကျွန်တော်ဒီနေ့ပြောပြချင်ပါတယ်။ချင်းကရွာလေးတူရွာမှာအရန်ကိုပြင်းတဲ့ကောင်းလေးတယောက်ရှိပါတယ်။ အရေးကြီးလောအမယ်ကိစ္စတွေဆိုအချိန်ဆွဲလေးရှိတဲ့သူပေါ့ဗျာအဲဒါကြောင့်ပဲရွယ်တူတွေနဲ့ရှင်တဲ့အခါမှာတော့သူ့ရဲ့ပညာရေးဟာနောက်ကျကျန်လာတော့တာပေါ့သူဟာအနာဂတ်ကိုလုံးဝစိတ်ပူဖို့မရပဲအချိန်ဖြုန်းနေခဲ့တာပေါ့ဒီနေ့တော့အဖိုးတို့ကကောင်းလင်းရဲ့ရွာကိုအလေရောက်လာတဲ့အဲအဖိုးကတာမန်လူမဟုတ်ဘဲဉာဏ်ပညာအမျိုးမြင့်နေရာမှာနာမည်တစ်ခုနဲ့ကြော်ကြတဲ့ ရွာကလူတွေကဝိုင်းအောင်ပြီးအဖို့အိုကိုလာတွေ့ကြတာပေါ့နောက်ဆုံးရွာသူရွာသားတွေပြန်သွားတဲ့အချိန်မှာတော့အကောင်လေးကရောက်လာပြီးအဖို့အိုကိုကျွန်တော်ကိုကူညီပါအောင်ကျွန်တော်စိတ်သက်သာနေတယ်လို့ပြောတဲ့ကျွန်တော်ကတငယ်ချင်းတွေနဲ့ရှင်ရင်နောက်ကောက်ကြကြံနေခဲ့ပြီးကျွန်တော်အကောင်ဆုံးဖြစ်ချင်တယ်ကျွန်တော်ဘယ်လိုလုပ်ရမလဲလို့လေဆိုတဲ့အဲခါမှာတော့အဖို့အိုကလူလေးမင်းနောက်ကောက်ကြနေတာတခြားရောမဟုတ်ဘူး အချိန်ကိုမလေးစားလို့ဖြစ်နေတာလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ကောင်းလေးကအိမ်ပြန်သွားပြီးလုပ်ရမယ့်အရာတွေကိုနေရွှေညာရွှေမလုပ်တော့ပဲအချိန်မီအောင်လုပ်တတ်တဲ့အကျင့်တစ်ခုအစာပြိုးတော့တဲ့။တဖြည်းဖြည်းနဲ့အောင်မြင်လာတာကိုခံစားမိတဲ့။တစ်ခါဆုံးရှုံးပြီးသွားရင်ပြန်မရတော့တဲ့အရာတွေထဲမှာအချိန်ဆိုတာလဲပါတယ်ဆိုတာကိုနောက်ဆုံးမှာတော့ကောင်းလေးတယောက်သဘောပေါက်သွားပါတော့တယ်။